ိုရိုင်းဒေသကြီးတာယာဝရီခရိုင်လူထုခြေမှုဘုရားဌာနတွင်ကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းတည်ကောင်းစရာအသိပညာပေးတော်ရှုကိုစွန်လ20ရက်နေ့ညနေ3နာရီကကျင်းပခရခရိုင်ပြည်ဆက်ရုံမှာဒေါ်သိန်းနူအေးနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှခရိုင်ဦးစီးမှုဒေါခင်တန်နာတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာမရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမဒီကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းကိုလည်းသိချင်ပါတယ်ဆရာမရှင် ကလေးသူငယ်ခွေးရင်းများဆိုင်ရာဥပဒေမှာဆိုလို့ရှိရင်ဒီကလေးလူသမားနဲ့ပတ်သက်လို့ရှိရင်ပုံမှန်တုံနှငယ်မှာအတည်င်းပေါ်ပြထားပါတယ်မိသည့်ကလေးတငယ်ကိုမှအာကြွွံဖြစ်တော်၎င်းเนาะကြွွံဖြစ်တော်၎င်းနောက်ပြီးအခါမှာ အဲဒီလက်နက်ကင်ဖွဲ့စည်းများပါတော့၎င်းနောက်ပြီးတဲ့အခါမှာပြည်သက်စာလုပ်ငန်းတွေမှာတော့၎င်းလုံးဝခိုင်းစီခြင်းမပြုရဘူးလို့အတိလင်းဖော်ပြထားပါတယ်အဲ့လိုပဲကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအခန်း၁၄မှာဆိုလို့ရှိရင်လည်းအာဒီပေါ့နော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအခန်း၁၄ပုံမှန်၄၈ကတိမှာဆိုလို့ရှိရင်လည်းမိတိကလေးသူငယ်ကိုမှเนาะကလေးသူငယ်ကိုမှဒီကလေးအလုပ်သမားဖြင့်ခိုင်းစီခြင်းအလုံးလုံးကင်ကွင်းလုံးဝခွင့်မပြုထားပါဘူးအဲဒီကလေးသူငယ် ယ်အခွင့်အရေးများဆိုင်ရာ ပုံမှန်48ခါခွေးရမှာဆိုလို့ရှိရင်တကယ်လို့ဒီကလေးတငယ်ကအလုံးလုံးမှဆိုလို့ရှိရင်အဲသူ့ရဲ့အသက်က16နှစ်အောက်မငယ်စေရပါဘူးဒီ16နှစ်ရှိရမှာပေါ့နော်16နှစ်ပြည့်မယ်ပြီးတဲ့အခါမှာ16နှစ်ပြည့်ပြီးတဲ့အခါမှာဆိုလို့ရှိရင်သူကတကယ်လို့ဒီမတင်မနေရပညာရေးရနေပြီးသတ်မှတ်ထားရဲအသက်အရွယ်ရဆိုလို့ရှိရင်ဒီ16နှစ်ထက်ကိုသူကပို့ပြီးတော့ကြီးရမှာဖြစ်ပါတယ် ဒီကလေးတငယ်ပုံမှန်အဲ58ကာကြီးကဝေးရသတ်မှတ်ထားတဲ့နော်အသက်အရွယ်တဲ့ကလေးတငယ်ကချမ်းမရေးကောင်းမယ်ပြီးရခါမှာသက်ဆိုင်ရာအလုံးလုံးနိုင်တဲ့တီတီစဲဟိုအလုံးသမားဥပဒေအများအရာမှာဆိုလို့ရှိရင်အညီကလေးတငယ်တွေကလုံးလုံးပိုင်ခွင့်ရှိပါလိမ့်ရှင့် ဟုတ်ကဲ့ပါဆင်မဒီ2020 2016ခုနှစ်ပေါ့နော်ဒီဆိုင်များနဲ့အလုပ်ဌာနများဥတွေအကြောင်းလည်းရှင်းပြပေးပါအောင်ဆင်မဟုတ်ကဲ့ပါရှင်အဲ့ဒီမှာဆိုလို့ရှိရင် तू ပုံမှန်73မှာ तू ဖော်ပြထားပါပဲနော်အာဖော်ပြထားတာဆိုလို့ရှိရင်ဒီအဲ ဖပြကြတာကြာမှာဆိုလို့ရှိရင်မိတိကလေးတငယ်ဦးမှာသူကအဲဟိုပါပေါ့နော်ဒီဆိုင်လေးအလုပ်အလုပ်ဌာနတွေမှာပေးမလို့ရဘူးတကယ်လို့ဒီပေးလောက်ခဲ့မှာဆိုလို့ရှိရင်ဒီ73ကကြီးခောက်ဝေးရမှာဆိုလို့ရှိရင်ဒီကလေးတငယ်ကအသက်16နှစ်ပြည့်ရမယ်ပြီး16နှစ်အောက်16နှစ်အတွင်းမှာရှိခဲ့မှာဆိုလို့ရှိရင်သက်ဆိုင်ရာတာဝန်ခံဆရာဝန်ရဲ့အာစက်မရေးကောင်းမှုကြောင့်ထောက်ခံချက်ပါရမှာဖြစ်ပါတယ်အဲ့လိုမျိုးပါပြီးတဲ့အခါမှာဒီကလေးကအလုပ်လုပ်ခဲ့မှာဆိုလို့ရှိရင်တနည်းကို ိုနေနိုင်တဲ့ပို့ပြီးတော့သူကအလုပ်လုပ်ပိုင်ခွင့်မရှိပါဘူးပြီးတဲ့အခါမှာသူတို့ကိုညနေ6နာရီရနေပြီးတော့မနက်6နာရီအတွင်းမှာအလုပ်လုပ်ခိုင်းလုံးခိုင်းပိုင်ခွင့်မရှိပါဘူး။နောက်အဲ့လိုမျိုးသတ်မှတ်ထားတယ်။နောက်ပြီးတဲ့အခါမှာပုံမှန်၁၄ကန်းငယ်ရဆိုရင်၁၄နှစ်ပြည့်ပြီ၁၆နှစ်မပြည့်သေးတဲ့မိသူ့ဝမဆိုအအလုတ်တနေရာတကူမှာ၄နိုင်ခိုင်းတယ်ခိုင်းပြီးလို့နောက်တနေရာအလုတ်တနေရာကိုဟိုထပ်ပြီးတော့ပြောင်းလဲပြီးတော့ခိုင်းစေခြင်းမပြုထားပါဘူးရှင်။ ပြပါဆင်မဒီပြမှုပြစ်ဒဏ်အကြောင်းတွေကိုလည်းသိချင်ပါတယ်ဆင်မဟုတ်ကဲ့ပြမှုပြစ်ဒဏ်အနေနဲ့ဆိုလို့ရှိရင် तू ကပြမှုပြစ်ဒဏ်မှာပုံမှန်28နှစ်မှာဆိုလို့ရှိရင် तू ကအတီလင်းဖော်ပြထားပါတယ်ဒီလိုမျိုးကလေးတငယ်တွေကိုကလေးအလုပ်သမားပြင်ခန်းစေမယ်ဆိုလို့ရှိရင် तू ကထောင်နဲ့6လတဲ့မပူတဲ့เนาะအာထောင်နဲ့ကိုခန်းစားရမှာဖြစ်တယ်လို့ဟိုပေါ့နော်ဒဏ်ငွေဖြစ်နေရလေ30000ရနေပြီးတော့300ကြီးဒဏ်ငွေရိုက်ပိုင်ခွင့်ရှိပါတယ်ရှင် ဟုတ်ကဲ့ပါဆင်ပါရှင်အခုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆင်ပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဆိုပါတော်ရှုဆွေးနွေးမှုတို့ကို Shuyeti Page တွင်လှည့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်